ရီးမီးယားလိသမိုင်းတလျှောက်စူဖလားအများဆုံးတက်တန်းအရှိကြဆုံးနဲ့အောင်မြင်မှုအများဆုံးရရှိထားတဲ့ဆာအဲလက်ဖာဂူဆန်ဟာသူ့အတွက်ဘောလုံးသမိုင်းမှာချွင်းချက်မရှိကြီးကျယ်ခမ်းနားတဲ့နီးပြတအူးရဲ့နာမည်ကိုအင်တာဗျူးတစ်ခုမှာပြောပြခဲ့ဘူးပါတယ်။လက်ရှိမှာအသက်83နှစ်အရွယ်ရှိပြီဖြစ်တဲ့ United နီးပြဟောင်းဆာအဲလက်ဖာဂူဆန်ဟာသူ့ရဲ့နီးပြဘဝမှာတော့ကပရီးမီးယားလိဖလား73ချိန်အထိရယူနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက်အများဆုံးစံချိန်ကိုလည်းခြံထားနိုင်ခဲ့ပါတယ်။ဖာဂူဆန်အနားယူခဲ့ပြီးနောက်ပိုင်းမှာတော့ပရီးမီးယားလိဂ်ကိုအများဆုံးရရှိထားတာကွာဒီယိုလာဖြစ်ပြီးဒီဘက်ခေတ်ဆယ်စုနှစ်တစ်ခုနီးပါးကိုလွှမ်းမိုးထားခဲ့တာပါ။ပရီးမီးယားလိဂ်တစ်ခုတည်းမဟုတ်ပဲဘောလုံးသမိုင်းတစ်လျှောက်လုံးကိုခြုံပြီးပြောမယ်ဆိုရင်တော့ဘသူဟာအကြီးကျယ်ဆုံးနဲ့အခမ်းအနားဆုံးနီးပါးဖြစ်တယ်လဲဆိုတာငင်းခုန်စရာတွေများပါတယ်။ဆာယလက်ဖာဂူဆန်ဂျိုဟန်ခရိုက် ကာလိုအက်ဆန်လော်တီပကွာဒီယူလာတို့ဟာဒီစကားဝိုင်းအတွက်ညင်းကုံကအများဆုံးနီးပြတွေအဖြစ်ရှိနေကြပါတယ်ဆိုတော့ဒီအထဲမှာမပါဝင်နေပေမဲ့စာအလက်ဖာဂူဆန်လိုလူမျိုးကသူ့အတွက် Greatest of All Time ဘောလုံးသမိုင်းရဲ့အကြီးကျယ်ဆုံးနီးပြလို့သတ်မှတ်ခံယူထားတဲ့သူဟာ Celtic နဲ့ Scotland နီးပြဟောင်း George Stein ဖြစ်ပါတယ် George Stein ရဲ့အကြောင်းအကျဉ်းချုပ်ပြောပြရရင်1968ခုနှစ်တုန်းက ဆက်တဲ့အသင်းနဲ့အတူဥရောပဖလားချန်ပီယံဖြစ်ခဲ့ပြီးတစ်ချိန်တည်းမှာပဲနာမည်ကျော်လစ်ဘွန်ချင်သေးဆိုတဲ့အမည်နဲ့အတူလူသိများခဲ့တာပါဥရောပဖလားဆိုတာကအခုချန်ပီယံလိဖလားပြိုင်ပွဲရဲ့နာမည်ဟောင်းတစ်ခုဖြစ်ပါတယ်ဆက်တဲ့မှာဒီပြအဖြစ်ရှိစဉ်တုန်းက1966ကနေ1984ခုနှစ်အထိကိုးနှစ်လုံးစကော့တလန်ပရီးမီးယားလိရဲ့ချန်ပီယံဆုကိုဇက်တိုက်ယူနိုင်ခဲ့ပါတယ် နောက်ပိုင်းမှာဂျော့စတိုင်းကပရီးမီးယားလိဂ်ကလပ်လီးယူနိုက်တက်ကိုကင်တွယ်ခဲ့ဘူးပြီးအဲ့ဒီကနေသူ့ရဲ့နိုင်ငံအသင်းဖြစ်တဲ့စကော့တလန်လက်ရွေးစင်နီးပြအဖြစ်နောက်ဆုံးအချိန်ထိတာဝန်ယူသွားခဲ့တာပါနောက်ဆုံးအချိန်ထိလို့သတ်မှတ်ရတာကတော့ဂျော့စတိုင်းဟာ1985ခုနှစ်စကော့တလန်နဲ့ဝေးအသင်းတို့ရဲ့ပွဲစဉ်ကိုကြီးကြပ်နေစမှာပဲကွယ်လွန်ခဲ့ရတာကြောင့်ဖြစ်ပါတယ်။ ဘာဖလားခြေစစ်ပွဲအဖြစ်ကစားခဲ့တဲ့စကော့တလန်နဲ့ဝေးရိုးရဲ့ပွဲစဉ်မှာကွင်းလေတိုင်းလူကြီးရဲ့ဆုံးဖြတ်ချက်အပေါ်ဒေါသထွက်ခဲ့ပြီးနောက်ဂျော့စတိုင်းဟာရုတ်တရက်နှလုံးဖောက်လာကအဆိုပါပွဲစဉ်ကစားနေတဲ့ကာတဲ့အသင်းရဲ့ကွင်းနီနီယာပတ်ခ်မှာပဲကုသမှုပြုလုပ်ရင်းအသက်ဆုံးရှုံးသွားခဲ့တာပါ1985ခုနှစ်စက်တင်ဘာ10ရက်နေ့ဖြစ်ပြီးဂျော့စတိုင်းရဲ့အသက်62နှစ်မှာကွယ်လွန်ခဲ့တာပါ အဲ့ချိန်မှာတော့ဖာဂူဆန်ဟာဂျော့စတိုင်းရဲ့လက်ထောက်နီးပြအဖြစ်စကော့တလန်လက်ရွေးစင်မှာရှိနေတာဖြစ်ပြီးဂျော့စတိုင်းရဲ့တည်ဆုံမှုအပြီးစကော့တလန်နီးပြချုပ်အဖြစ်အစားတာဝန်ယူပေးခဲ့ရပါတယ်။ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးစကော့တလန် FA နဲ့အင်တာဗျူးအစီအစဉ်မှာဖာဂူဆန်ကကျွန်တော်နဲ့ဂျော့စတိုင်းပထမဆုံးစတွေ့ပြီးခဲ့တာကသူတို့တွေပွဲကစားဖို့အတွက်ခရီးထွက်လာပြီးမက်ဒေါ်နယ်ဟိုတယ်မှာနားနေကြတဲ့အချိန်မှတုန်းကပါ။ စက်တစ်အသည်နဲ့ပတ်သက်ပြီးသူယူပေးခဲ့တဲ့အောင်မြင်မှုတွေကိုဘယ်တော့မှအထင်ကြီးစရာမဟုတ်တဲ့ပုံစံပဲနေလေးရှိတယ်။သူ့ကိုယ်သူနှိမ့်ချပြောတတ်တဲ့အပြုမူဟာအတူယူစရာဖြစ်ခဲ့တယ်။နောက်ပိုင်းတော့စကော့တလန်အသင်းနီးပြအဖွဲ့ထဲမှာသူနဲ့အတူတူလက်တွဲခဲ့တယ်။ကျွန်တော်သိလိုက်ရတာကဂျော့စတိုင်းမှာအဲ့ချိန်ဆိုတာတိတ်မရှိဘူးဆိုတာပဲ။သူကတစ်ချိန်လုံးဘောလုံးအတွက်ပဲစဉ်းစားနေပြီးပွဲကစားရမယ့်ရက်တွေဆိုရင်မနေ့နှစ်နာရီသုံးနာရီလောက်အထိအပြင်ထွက်ထိုင်နေတတ်တယ် ကျွန်တော်နဲ့အဲ့လိုအချိန်မျိုးကြုံတဲ့အခါဆိုရင် သူ့ကိုအိတ်ဖို့ပြောပေမဲ့ရပါတယ်ကွာမနက်9:00နာရီအထိတော့ငါမထိုင်ပါဘူးကောင်လေးရလို့ပဲပြန်ဖြေပါတယ်အဲ့တုန်းကကျွန်တော်လိုလူငယ်နီးပြတယောက်အတွက်တင်ယူခွင့်ရခဲ့ပြီးအများကြီးအကျိုးရှိခဲ့ပါတယ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွေပွဲပြီးသတင်းစာရှင်းလင်းပွဲတွေနဲ့ပတ်သက်ပြီးတော့လဲမီဒီယာတွေအပေါ်မှာသူဆက်ဆံတဲ့ပုံစံကိုကျွန်တော်တင်ယူခဲ့ရတယ် သူကသတင်းထောက်တွေအားလုံးကိုသိနေသလိုအဲ့ဒီအခန်းတွင်းကလူတိုင်းနဲ့အရန်ကောင်းမွန်တဲ့ဆက်ဆံရေးလည်းတိစောက်ထားနိုင်တာတွေ့ရတယ်။ဒါကတော့ George Time မှာရှိနေတဲ့ပင်ကိုအရေးသွေးပါပဲ။ကျွန်တော်ကဒီမတိုင်ခင်ဘားဒင်းကလပ်နဲ့အောင်မြင်မှုရခဲ့ပေမဲ့ George Time လက်ထောက်ရာထူးနဲ့အလုပ်လုပ်မလားလို့မေးတဲ့အခါနှစ်ခါမစင်းစားခဲ့ပါဘူး။သူ့လိုနီးပြားနဲ့အတူတူလက်တွဲခွင့်ရမယ့်အခွင့်အရေးဟာကျွန်တော်ဂုဏ်ယူရမယ့်ကိစ္စလေး။ ဘောလုံးသမိုင်းမှာဆိုရင်ဂျော့စတိုင်းကကျွန်တော်အတွက်တိတ်ကိုကြီးကျယ်ခဲ့တဲ့နှီးပြတရားဖြစ်ပါတယ်။ဖာဂူဆန်ဟာဂျော့စတိုင်းကွယ်လွန်ခဲ့တဲ့1985ခုနှစ်မှာစကော့တလန်နှီးပြချုပ်ရာထူးရခဲ့ပေမဲ့ဒီအသင်းမှာသူဆက်ပြီးမနေခဲ့ပါဘူး။လာပိုင်းအကြမှာပဲထွက်လာခဲ့ပြီး United ရဲ့နှီးပြအဖြစ်1986ခုနှစ်ကနေအနားယူခဲ့တဲ့အချိန်2013အထိ United မှာ28နှစ်ကြာတာဝန်ယူသွားခဲ့ပါတယ်။